င်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းများကိုတင်ဆက်ပေးပါမယ်မြမအရှင်အရင်ယူဖြည့်ရှင်ဆောင်ရွက်ဖို့ထပ်မံကြာရှုံခဲ့တဲ့အာဆီယံဖွဲ့ကိုစစ်ကောင်စီကအလောင်းပြောင်းနေတယ်လို့မြမနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီကဝေဖန်တဲ့အကြောင်းတင်ဆက်ပေးပါမယ်မြမအရှင်အရင်ယူဖြည့်ရှင်ဆောင်ရွက်ဖို့ထပ်မံကြာရှုံခဲ့တဲ့အာဆီယံဖွဲ့ကိုစစ်ကောင်စီကအရက်သားပြည်သူများကိုပုံကျဲတပြချင်းဖြင့်လောင်းပြောင်းနေတယ်လို့ဖြစ်နေကြောင်းမြမနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကဝေဖန်လိုက်ပါတယ်မေလ26ရက်နေ့မှမေလ29ရက်နေ့ထိမလေး းရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပပြုလုပ်ခဲ့တဲ့46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကမြန်မာအရေးကိုရေးယူဖြေရှင်းဖို့ထက်မှန်ကြာရှုံးခဲ့ကြောင်းအာဆီယံထိပ်သီးအစည်းအဝေးကမြန်မာနိုင်ငံရေးမှာအထိပ်ပေးပြေးဝါတဲ့ရေးယူဆောင်ရွက်မှုတွေပြုလုပ်နိုင်မယ့်အခွင့်အရေးကိုနောက်တစ်ကြိမ်လွှဲချော်စီခဲ့ကြောင်း အာဆီယံကောင်ဆောင်တွေကအနှစ်သာရမရှိဘဲထပ်တလဲလဲပြောဆိုနေကြစကားများမှာမကြော်လွားနိုင်ခဲ့တဲ့အပြင်အာဆီယံရဲ့လေးနှစ်တာကြာရှုံးမှုတွေကိုပို့ပြီးတော့ဆိုးရွားစေခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SACM ကသတင်းထုတ်ပြန်ပါတယ်။အာဆီယံကအသုံးမဝင်တဲ့မြန်မာနိုင်ငံဆိုင်ရာပုံသဘောတူညီချက်၅ချက်ကိုတာဆက်လက်ကင်ဆွဲနေခြင်းကရှာစုနှစ်တဝက်အတွင်းအကြီးမားဆုံးဖြစ်တဲ့ဒေသဆိုင်ရာချက်တဲကိုကင်တွဲဖြေရှင်းရမှာအရေးတကြီးဆောင်ရွက်ဖို့လိုအပ်မှုဂတိကဝတ်ထားရှိမှုနဲ့တီထွင်ဖန်တီးနိုင်စွမ်းတို့အလုံအမင်းကင်းမဲ့နေကြောင်းပြသနေရလို့ SACM CCM ကပြောကြားခဲ့ပါတယ်။မေလ25ရက်နေ့အာဆီယံနိုင်ငံကြီးဝင်ကြီးများကွာလာလမ်ပူမှာတွေ့ဆုံဆွေးနွေးနေစဉ်ပဲခူးတိုင်းကြောင်ကြီးမြို့နယ်ရှိမင်္ဂလာဆောင်တစ်ခုကိုမြန်မာစစ်အုပ်စုကလေကြောင်းမှတိုက်ခိုက်ခဲ့ရာတရုတ်သမီးနဲ့ကလေးငယ်နှုတ်ပါဝင်အရသာပြည်သူအနေဆုံးဆေးဦးတည်ဆုံခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုကတပရင်မြို့နယ်ရှိစာတင်ကျောင်းတစ်ကျောင်းကိုစစ်အုပ်စုကပုံကျဲတိုက်ခိုက်ပြီးကလေးတငယ်22ဦးနဲ့ဆရာနှုတ်တည်ဆုံကအခြားအရသာ105ဦးတိတရားရရှိခဲ့တဲ့ဖြစ်စဉ်အပြီးနှစ်ပတ်မပြည့်မီမှာထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဒီလိုရက်ဆက်တန်းကြုံမှုတွေနဲ့စေအောင်စုရဲ့အခြားလုံရက်တွေအကြောင်းကြေကြေပြန့်ပြန့်သတင်းဖော်ပြနေသည့်အတိုင်းအာဆီယံခေါင်းဆောင်တွေရဲ့ထုတ်ပြန်ချက်အသစ်မှာစေအောင်စုရဲ့လက်တွေ့ရှိမနေတဲ့အပြစ်ခတ်ရက်ဆိုင်ကိုအတိမတ်ပြုထားကြောင်းလက်တွေ့မှာကြားရင်စစ်တပ်ရဲ့အပြစ်ခတ်ရက်ဆိုင်ကိုတတန်းတို့ပုံနဲ့တိုးချဲ့ကျင့်သုံးရအောင်တောင်းဆိုခဲ့ကြောင်းသိရပါတယ်။အာဆီယံခေါင်းဆောင်တွေကစေအောင်စုရဲ့ရက်သားပြည်သူတွေပေါ်ကြေကြေပြန့်ပြန့်နဲ့စနစ်တကျကျူးလွန်နေတဲ့ရက်ဆက်တန်းကြုံမှုတွေကိုတော်လိုင်းအင်အားစုတွေရဲ့ခုခံတော်လိုင်းကျူးပန်းမှုတွေနဲ့တတန်းနဲ့ထားကမှားယွင်းစွာရှုမြင်သုံးသပ်နေစေဖြစ်ကြောင်းဝေဖန် ပါတယ် SACM ကရန်ဟီလီကစေယုစုကောင်ဆောင်မင်းအောင်လိုင်းရဲ့အရက်သားပြည်သူတွေပေါ်မယံမနာပြုလုပ်နေတဲ့တိုက်ခိုက်မှုတွေမှာစေယုစုကပြစ်ခတ်ရဲစိန်ကိုအမှန်တကယ်ကောက်ထဲပေါ်ခဲ့တာဓမ္မမုတ်ထင်းလို့ပြုလုပ်ဖို့ရည်ရွယ်ချက်တစုံတရာရှိနေတဲ့ဆိုရင် ASEAN ရဲ့အစိုးရကိုရွှွန်ရွှာပွဲရလောင်ပြောင်နေတယ်လို့ဖြစ်နေရလို့သုံးသပ်ထားပါတယ် အာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါနီနဲ့အတုံးမွင်နဲ့ပုံသဘောတူညီချက်၅ချက်နေရာကိုအစားထိုးရမှာဖြစ်ပြီး၎င်းတို့လုပ်ငန်းစဉ်အသစ်မှာအမျိုးသားညီညွတ်ရေးဆိုရာ NUG တိုင်းရင်းသားကုကံတော်လိုင်းဖွဲ့စည်းများ EAO နဲ့လူနည်းစုကိုစားပြုကိုယ်စားလှယ်များနဲ့မြန်မာရှက်ဖတ်လူမှုဖွဲ့စည်းတို့နဲ့တိုင်းရိုက်ထိတွေ့ဆက်ဆံခြင်းကိုလည်းဦးစားပေးရမှာဖြစ်ကြောင်း SACM ကအကြံပြုပါတယ်။အာဆီယံအနေနဲ့စစ်တပ်ရဲ့အကြမ်းဖက်မှုတွေကိုအမှန်တကယ်ရပ်တန့်လိုမှာကကုလသမဂ္ဂလုံခြုံရေးကောင်စီကိုဝင်ရောက်ဆက်ဖတ်ဖို့ချက်ချင်းတောင်းဆိုတင်နေ။ဒါအပြင်စေအောင်စုကလိုက်နာမှုရှိစေဖို့ ိုင်ငံတကာလီလာသူရီနဲ့မြန်မာနိုင်ငံတဝန်းမှအပြစ်ခတ်ရစင်းရေးတင်ရချမှတ်ပေးဖို့လဲတောင်းဆိုတင်တယ်လို့ SCCM မှဆိုကြပါတယ်စစ်ကောင်စီကမလ28ရက်ကငလင်လှုပ်ခတ်ပြီးအပြစ်ခတ်ရစင်းရေးမကြခနာကြီးညာထားတော့လဲလေကြောင်းတိုက်ခိုက်မှုများစစ်ကြောင်းထိုးခြင်းများဆောင်ရွက်လျက်ရှိရာသကိုင်းငလင်ကြီးလှုပ်ခတ်ပြီးရနောက်ဂျန်ဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပေါင်း905ကြိမ်ပြုလုပ်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုတွင်ပြည်သူ436ဦးသေဆုံးခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာလူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကသတင်းထုတ်ပြန်ထားပါတယ် နောက်ထပ်တပုတ်အနေနဲ့မကွေးအချင်းထောင်ကို PDM များတိုက်ခိုက်မှုအပြီးထောင်ပိုင်းနဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မကွေးအချင်းထောင်ကို PDM တပ်ဖွဲ့တို့ကလာရောက်တိုက်ခိုက်မှုဖြစ်ပွားပြီးရဲ့နောက်အချင်းထောင်မှာထောင်ပိုင်းနဲ့အချင်းဦးစီးဌာနဝန်ထမ်း26ဦးကိုစစ်တပ်ကဖမ်းဆီးထားကြောင်းထောင်တည်င်းအရင်းမြစ်တွေကပြောပါရယ်။အခုနှစ် AP လ23ရက်နေ့ညပိုင်းမကွေးမြို့မကွေးရှင်နန်းကျောင်းလမ်းမပေးရှိမကွေးဘဟုအချင်းထောင်ခေါ် ဒေါင်းနီထောင်အချင်းထောင်နဲ့မျက်နှာချင်းဆိုင်ရှိအမတ်25ရဲတပ်ရင်းကိုဒေါင်းစင်အောင် LPG ရဲ့တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါပြစ်ခတ်တိုက်ခိုက်မှုအပြီးစစ်တပ်ထောင်လိုင်းကအချင်းထောင်တွင်စစ်ဆင်မှုတွေလှုပ်ဆောင်ခဲ့ကထောင်ပိုင်နဲ့အချင်းဦးစီးဌာနဝန်ထမ်း26ကိုဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းအဓိကအားဖြင့်အချင်းထောင်တွင်ကိုတားမြစ်ပစ္စည်းများသွင်းမှုနဲ့ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းသိရပါတယ် မကွေးထောင်ပါဝင်းဝန်တန်း၂၆ဦးစစ်စင်အရေးယူခံနေရပါတယ်စစ်တပ်ကမကွေးထောင်ပြစ်ခတ်ခံရပြီးရဲ့နောက်ထောင်လန်းကြီးနဲ့ဝန်ဆင်ရင်အကျဉ်းသားတွေအတွက်ကန့်သက်ပစ္စည်းတွေမတိအောင်လက်ယူသွင်းပေးမှုနဲ့အဖမ်းခံရတာထောင်ပိုင်းကရှောက်တာမကြသေးဘူးလာပိုင်းမဲ့ရှိသေးတဲ့အင်းစိန်ထောင်ကပြောင်းလာတယ်လို့သိရတယ်ဒီလ၆ရက်နေ့ထောင်ပိုင်းနဲ့ဝန်တန်း၂၆ဦးအမိန်ချတဲ့အကျဉ်းထောင်ဥပဒေပုံမှန်၄၂ကကြီးနဲ့ဆွဲတာလို့အကျဉ်းထောင်သတင်းရင်းမြစ်ကရှင်းပြပါရတယ် မကွေးအချင်းထောင်တိုက်ခိုက်ခံရပြီးတဲ့နောက်ထောင်ဝင်သားများစီစဉ်ခြင်းထောင်တွင်ရှိနိုင်ငံအချင်းသားများကိုအကြောင်းမဲ့ဆိုင်နဲ့နှိပ်စက်ခြင်းတိုက်ပိတ်ထားကြောင်းဗိဒနိုပီဒီရဲ့ကောင်းဆောင်ဟောင်းကိုအောင်ခန့်ဦးကပါလီနဲ့ NLD ပါတီမှမကွေးတိုင်းတောင်တွင်ကြီးမြို့နယ်အမှတ်နှစ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်ဦးဝင်းမြင့်လိုင်ခေါ် ကိုလိုင်လိုင်တို့ကစစ်တပ်ကနှိမ့်ဆက်ညှဉ်းပန်းခဲ့တဲ့အတွက်အသက်အန္တရာယ်ဆိုရင်ရတဲ့ဒီအပြင်းထန်ထန်ရန်ရရှိထားကြောင်းသိရပါတယ်စစ်ကောင်စီတပ်သားတွေကညှဉ်းပန်းနှိမ့်ဆက်ခံနေရတဲ့ဗိတ်တနိုး PD ရဲ့ကောင်းဆောင်ဟောင်းကိုအောင်ခန့်ဦးကပါလီကထောင်တန်း203နှစ်ကြာခံရပြီးဦးကိုကိုလိုင်ကထောင်တန်း183နှစ်ကြာခံထားကြောင်းမကွေးဗဟိုအကျဉ်းထောင်ကဒေါင်းနေအကျဉ်းထောင်မှ NND ပါတီမကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုတိုင်းလွတ်တော်ဥက္ကဋ္ဌဦးတာတို့လည်းထိန်းသိမ်းခံထားကြောင်းသိရပါတယ် အကျဉ်းသားတွေကမကွေးတောင်ပြစ်ခတ်ခံရပြီးကလေးကဒီကနေ့ချိန်တိအဲ့တွေ့မရတော့ဘူးထောင်ဝင်စားပို့ရင်လည်းအသာဟင်တမျိုးအတိရွက်ဟင်တမျိုးစားစီရအတိနံတမျိုးပဲကြံပစ္စည်းနည်းနည်းပဲပို့လို့ရတော့တယ်အကျဉ်းသားတွေကအခက်အခဲများစီဖြစ်နေပြီလို့အကျဉ်းမိသားစုဝင်တောက်ကရှင်းပြပါရယ်ဧပြီလ23ရက်နေ့မကွေးချင်းတောင်တိုက်ခိုက်ခံရစဉ်စစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်နိုင်ငံရေးအကျဉ်းသားစောရွှေအောင်ပါဝင်နိုင်ငံရေးအကျဉ်းသားနှောက်တိဆောင်ခဲ့ပြီးစစ်တပ်ကနိုင်ငံရေးအကျဉ်းသား200ကျော်ကိုညှဉ်းပန်းနှိပ်စက်တိုက်ပိတ်ထားတယ်လို့သိရပါရယ်နောက်ထပ်တစ်ပုတ်အနေနဲ့မောတောင်ပါဝင် င်တနင်္သာရီတိုင်းတွင်တိုက်ပွဲများထပ်မံတိုးမြင့်ရန်ရှိနေတဲ့ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတွင်အခုစွန်လပထမဘက်ကစပြီးတိုက်ပွဲများပုံမပြင်းထန်လာနိုင်ကြောင်းစွန်လတရနေ့မှပြုလုပ်တဲ့တနင်္သာရီကမ်ပိန်းစကားဝိုင်းဆွေးနွေးပွဲမှာပါဝင်ဆွေးနွေးတဲ့ကရင်သတင်းရင်းမြစ်တအုပ်ကပြောပါရယ်။တနင်္သာရီတိုင်းဒေသရှိ IDP နဲ့ လူသားချင်းစာနာထောက်ထားမှုကုညီဆောင်ရွက်ရေးဆိုင်ရာစကားဝိုင်းစုနေပွဲကိုစွန်လာတင်ရက်ကကျင်းပခဲ့ပြီးစောစဲနေစင်ကဒေသရင်းစစ်ဆောင်များအချိန်ဤတိုက်ပွဲများဆက်လက်တိုးမြင့်လာနိုင်မှုစားနပ်ရိက္ခာများအပါအဝင်စစ်ကောင်စီဘက်ကဖျက်တောက်ပိတ်ပင်ထားမှုနေချောင်းအန်ရီရဲ့ကြုံနေရမှုအခြေအနေများဆွေးနွေးပါတယ်။တိုက်ပွဲတွေကထပ်မံတိုးမြင့်ဖို့ရှိနေအဲ့ဒီလိုအခြေအနေရှိတယ်။အဲ့ဒီလိုအခြေအနေရှိတော့ဘာလို့အက်လာလဲလို့တော့အရင်တုန်းကကြည်တွေလက်နက်တွေတော်ယုံတန်ယုံဈေးနဲ့ရတယ်ဆိုပေမဲ့အခုချိန်မှာကျွန်တော်တို့တော်တော်အခက်ခဲဖြစ်လာတယ်ဆိုလိုတာကတိုင်းတွင်းမှာရှိနေဒေသ ာကန်နေရွာသူရွာသားတွေကဒီနေရာကို မောတောင်ပေါ်လေးတိုက်ပွဲဆင်နွှဲမှုအပြီးတပ်ဖို့ဒေသခံတွေအားပေးမှုလိုအပ်တာပေါ်လို့စောစဲနေစီကပြောပါတယ်။ စည်ရေးချိန်နေလျှော်နေလာရင်မရှိလို့အခုစွန်လအစပိုင်းမှာပဲစည်ရေးရှင်မြင့်တင်လာနိုင်တယ်လို့၎င်းကတုံသက်ပြောဆိုပါတယ်စစ်ကောင်စီအနေနဲ့စားနပ်ရိက္ခာနဲ့ဆက်တုံးစီဖြတ်တောက်ပိတ်ပင်မှုတွေလောက်ဆောင်နေရတဲ့အခြေအနေများပိုဆိုးလာနိုင်တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီနဲ့တနင်္သာရီမောတောင်နဲ့နေဆက်ကုံသွေးလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်ဖွင့်လှစ်လို့လို့အင်းအားလုံးကြီးနဲ့ထိုးစစ်ဆင်နေရလို့ဆိုပါတယ်မောတောင်ကဘာဖြစ်လို့လဲဆိုတော့စစ်ကောင်စီကကုံသွေးလမ်းပေါက်တစ်ခုပြန်ပြီးတော့ထိုးဖောက်လာဖို့အတွက်အင်းအားပြည်နဲ့ဒီစစ်ကြောင်းကိုချီလာတာဒါကြောင့်ဒီတိုက်ပွဲကအခုချိန်ထိဆက်ရှိနေရလို့စောစဲနေ နေစဉ်ကပြောပါရယ်အဆိုပါလမ်းကြောင်းကိုစစ်ကောင်စီပြန်လည်ထိန်းချုပ်နိုင်ပါကအခြေအနေများပုံမဆိုးရွားလာနိုင်ပြီးအားလုံးပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၎င်းကပြောပါရယ်ဒါအပြင်လက်ရှိဒေသတွင်စစ်ရှောင်ပန့်ပုံမှုကိုအရက်ဖက်ဖွဲ့များနဲ့ချိတ်ဆက်လှုပ်ဆောင်နေပြီးလိုအပ်ချက်များစွာရှိနေစေဖြစ်ကြောင်းပြောပါရယ်ဒါအပြင်လေးကြောင်းရန်ကလည်းနေစဉ်စိုးရိမ်နေရလို့စောစဲနေစဉ်ကပြောပါရယ်နေတိုင်းကိုကျွန်တော်တို့ကနားထောင်နေရတယ်လင်းရင်တက်လာပြီးဟေ့ဆိုပုံကိုချင်းနဲ့ဆင်းပြရတာပေါ့တချို့ပုံကိုချင်းမလုံနိုင်တဲ့အခါကျတော့ကြောင်းနဲ့မြောင်းနဲ့ဆင်းပြရတဲ့အခြေအနေရှိရလို့စောစဲနေစဉ်ကပြောပါရ ိန်စစ်ကောင်စီကမောတောင်နယ်ဆက်လန်းထိန်းချုပ်နိုင်ဖို့အတွက်ထိုးစစ်ဆင်လာပြီးတနင်္သာရီမျိုးနဲ့တိန်ခွန်ရွာတဝိုင်းတိုင်ပွဲများဖြစ်ပွားခဲ့တယ်လို့ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တိုးတိုက်ပွဲဝင်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDM မြင်းခရိုင်အမတ်နှစ်တိုင်ရင်ကအတိပေးထားပါရယ်တင်းခွန်ဒေတာတိုက်ပွဲမှာငါးလကန့်ကြာပြီဖြစ်ပြီးထိတွေ့တိုက်ပွဲအကြိမ်ကြီးတရာကျော်ရှိကစစ်တပ်ဘက်ကအရာရှိပါဝင်တိစုံထိခိုက်သူ150ခန့်ရှိပါရယ်မေလပထမပတ်မှာထုတ်ပြန်ထားပါရယ်သူတို့ကနေဆက်လန်ကိုပြန်လိုခြင်း လို့စစ်ကြောင်းထိုးတာပါအထူးကိတ်တွေကလည်းစစ်ကိုထပ်ပိုးတယ်လေချောင်းကအမြင်ရှိပါတယ်လို့မြင်းခရိုင်မှတ်နေတရင်တာဝန်ရှိသူကစစ်ကောင်စီရဲ့တင်းနှတိုင်မော့တောင်နဲ့ဇက်လန်ထိန်ချုပ်နိုင်မှုကြိုးပမ်းလာမှုချင်းတွေကိုပြောကြားထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်